မင်္ဂလာပါကလေးတို့ယေဒီနေ့ဒီခေရှင်းပြမှာကတော့ astrophysics ကောင်းတဲ့အောက်က galactic redshift အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းကိုမရှင်းပြခင်ဒီခေတို့ unit 3မှာသင်ခဲ့ဘူးရဲ့အဲ theory လေးအချို့ပေါ့နော်ပြန်သုံးရမှရှိရဲ့အဲ့ဒါကအာ doppler effect ရဲ့နောက်တစ်ခုကကြတော့ electromagnetic spectrum ပေါ့နော်ဆိုတော့ဒီနှစ်ခုကိုလေဒီခေရှင်းပြမယ် galactic redshift နဲ့အတူပြန်ပြီးတော့ပေါင်းပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ် ဆိုတော့အရင်ဆုံးဒီချက် second share မယ်เนาะโอเคဆိုတော့ second share ပြီးသွားပြီအာအရင်ဆုံးဒီမှာဗာတွေ့ရလဲဆိုတော့ doppler effect ကိုအရင်ဆုံးပြောမယ်ပေါ့เนาะဆိုတော့ဒီချက်ကောင်မလေးတွေကိုနာမည်ပေးလိုက်တယ် A နဲ့ B နဲ့ဆိုပြီးနာမည်ပေးလိုက်တယ်ပြီးတော့ဆိုတော့ doppler effect ကဘာပြောလဲသူက moving object တစ်ခုကဒီမှာဆိုရင် object A ကနေ away ကိုရွှေ့သွားတယ်ဆိုပါဆို တော့ moving object တစ်ခုက object A ကနေပြီးတော့ away ကိုရွှေ့သွားရဲဆိုလို့ရှိရင်သူ့ရဲ့ wavelength ကညာလာပြီးတော့ frequency ကနေသွားရဲဆိုပြီးပြောတယ်ဆို wavelength နဲ့ frequency နဲ့က inverse relationship ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ wavelength များလာတဲ့အချိန်မှာသူ့ရဲ့ frequency ကနည်းသွားတယ်။ဒါ wavelength များမများဘယ်လိုသိကြလဲဆိုတော့ခဏလေးနော်ဒီမှာဒီနှစ်ခုကြားရတဲ့ကွာဝီရဲ့ကျဲတွေ့တယ်နော် ီစဝိုင်းလေးတခုကြားရဲအကွာအဝေးရဒီလိုလေးကျဲဆိုတော့ပြောချင်တဲ့သဘောက wave flank ကရှည်တယ်ပေါ့ wave flank ရှည်ရဲဆိုတဲ့သဘောပြောချင်တာဆိုတော့ဒီစဝိုင်းလေးတွေကဒီအပေါ်က fog wave peak လေးတွေပေါ့နော် wave peak လေးတွေ wave crest လေးတွေကိုသူကဆွဲထားတာပေါ့ဒီမျိုးလေးဆွဲထားတာပြီးတော့အဲအကြောင်းမလို့ wave flank ကဒီခြေတို့အာရှည်ရဲဆိုတာကိုဒီမှာဒီလို ဒီပုံပုံရပေါ့နော်ဒီနိုင်နေโอเคဒါပေမဲ့ object p အတွက်ဒီဘက်က commonly p အတွက်ကြတော့ဒီ moving object ဖြစ်တဲ့နေကြီးပေါ့နော်ဒီမှာစီကြီးမှာရှိရဲ့နေကြီးရနေပြီးတော့သူ့စီကိုလာနေဆိုသူ့စီကိုလာနေတဲ့အချိန်မှာအာ wavelength ကတိုးသွားတယ် wavelength တိုးသွားတယ်ဆိုတော့အဓိပ္ပာယ် wavelength နည်းသွားတယ်ပေါ့ wavelength နည်းသွားတယ်ဆိုရင် frequency ကညာတယ် inverse relationship ဟုတ်ပြီနော် wavelength နည်းတယ် frequency ညာတယ် ုံမှန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတူတူလေးတွေ့တာ wave length တစ်ခုနဲ့တစ်ခုကြာတူတူလေးဆိုတော့တွေ့ရလိမ့်မယ်တူတူလေးနော်ဆိုအင်းအင်းရဲ့ A ဘက်ကနေရှိကြည့်မယ်ဆိုတော့ဒီမှာတူတယ်ဟုတ်တယ်ဟုတ် Okay ဆိုတော့ double effect က basically အဲ့ဒါပဲနော် movie object တစ်ခုက object တစ်ခုကနေ away ကိုတောင်းမယ်ဆိုရင် wave length မြားလာတယ်အမ် frequency ကနေသွားတယ် movie object တစ်ခုက object တစ်ခုရှိရစီကိုလာမယ်ဆိုလို့ရှိရင် wave length က နေတယ် frequency ကများတယ်ဒီနော် that is doppler effect okay the doppler effect နဲ့ gravitational shift နဲ့ကဆိုင်တယ်ဘာဖြစ်လဲဆိုတော့ဒီဘက်မှာကြည့်လိုက် moving object တစ်ခုက away ကိုသွားတဲ့ case မှာဆိုလို့ရှိရင် तू က red shift ဖြစ်တယ်ဆိုပြီးခေါ်တယ် moving object တစ်ခုက object တစ်ခုစီကိုလာတဲ့ case မှာဆိုရင် तू က blue shift ဖြစ်တယ်ဆိုပြီးခေါ်တယ်ဆိုတော့ဘာလို့အဲ့လိုမျိုးခေါ်တာလဲဘာလို့အဲ့လိုမျိုးခေါ်တာလဲဆိုတော့ချေတို့ electromagnetic spectrum you know uh electromagnetic spectrum radio wave micro wave infrared sorry infrared wave if visible light ultraviolet d 在 X-ray，d 在 gamma ray，对了，大家 l e a g n t i c spectrum，所 l e a g n t i c spectrum，嘛，所以切入 radio wave k side，嘛，所以 wavelength，啊，出现 m i a zone，wavelength，咩啊 zone，highest 呢，咪咧，wavelength。 ဒါမှဖိတ်ချက်မှဆိုရင်နော် wavelength ကဘာဖြစ်လဲအနည်းဆုံးကြောချေ frequency ရောမြည်တော့ frequency ကတော့ line ကိုကို inverse line ရတယ်ပေါ့နော် wavelength များဆိုဆိုရင် radio ဘက်မှာ frequency ကအနည်းဆုံး gamma ဘက်မှာ wavelength oh sorry frequency ကအများဆုံးအဲ့လိုဖြစ်တာဟုတ်ပြီနော်ဆိုတော့ red နဲ့ blue နဲ့ကိုဘယ်လိုခွဲလဲဆိုတော့ तू ကဘယ်လိုခွဲလဲဆိုတော့ visible light ကနေခွဲရပေါ့နော် visible light ရဲ့ sorry visible light မှာဆင်ဒီဒီမှာချက်မပြအောင်အောက်မှာပုံလေးရှိမယ်ထင်တယ်အဲဒီပါ visible light မှာဆင်ဒါ visible light မှာရှိတဲ့အကြောင်းလေးပေါ့နော်အကြောင်းလေးတော့အဲ့လိုခွဲ visible light ဘက်မှာဆိုရင် red part red area နော် red part ချင်ရင်ဒီဘက်မှာမြဲတော့ပြင် blue လို့ပဲပြောနော် blue or indigo violet ကိုပေါင်းပြီး blue လို့နှစ်ချမ်းခွဲလိုက်တယ်ပေါ့ red part ချင်ရင် blue part ချင် ဆိုတော့အဲ့ဒါကိုခြေရီ electromagnetic spectrum ဘက်မှာလာကြည့်မယ်ဆိုရင် red ဘက်အချမ်းကဒီဘက်မှာဖြစ်နော် blue ဘက်အချမ်းကအဲ sorry red ကဘယ်ဘက်မှာပေါ့နော်ဘယ်ဘက်လို့ပြောမယ်နော် red အချမ်းကဘယ်ဘက်မှာဖြစ်မလဲ blue အချမ်းကကြာတော့ညာဘက်မှာဖြစ်မလဲဘယ်လိုသိလဲဆိုတော့ IR infrared ဆိုတော့ visible light ရဲ့ပထမဆုံးစတဲ့အကြောင်းက red red ကြောင့်မလို့အညီရဲ့အောက်ရောင်ကြီးဆိုတော့အာ drug ကကျင်းနေပါဖေဘက်မှာရှိတော့ ဒီစပလာရဲ့နောက်ဆုံးရောင်က violet ဆို violet ဆိုတော့အာဒီမှာစေး violet ထင်များတဲ့ရောင်ဆို blue ကကျိန့်ပေးပါဒါဘက်မှာရှိတော့ okay နော် so red နဲ့ blue နဲ့အဲ့လိုဖယ်ဆိုတော့ red နဲ့ blue နဲ့ကိုကြည့်မယ်ဆိုရင် wavelet red က wavelet များတဲ့ pattern မှာရှိတယ်ဟုတ်ကဲ့ဟုတ် red နဲ့ blue မှာဆိုရင် red ကပိုပြီးတော့ wavelet များတဲ့ pattern မှာရှိတယ် blue က wavelet နေတဲ့ pattern မှာရှိတယ် red နဲ့ရှိရင် okay ဆိုတော့အဲ့ဒါကိုချေမက်ကခုဒီမှာ light direction shift နဲ့ပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင် wavelength မြင်ရတဲ့ဘက်ကျမှရှိတဲ့ကောင်က red ဖြစ်သွားမယ် red shift ဖြစ်တာဖြစ်သွားဟုတ်ပြီနော် wavelength နေတဲ့ဒီဘက်မှာဆို wavelength နေတဲ့ကောင်ရှိရှိရဲ့ဘက်ကျမှဆိုရင် blue ဆိုပြီးတော့ blue shift ဖြစ်သွားတယ်ဟုတ်ပြီနော်ဆိုတော့ဘာလို့ wavelength မြင်တာက red ဖြစ်ရတာလဲဘာလို့ wavelength နေတာက blue ဖြစ်ရတာလဲသိပြီနော် electromagnetic spectrum နဲ့ပြန်ပြီးတော့ရှင်းပြီးသွားတယ် okay ဆိုတော့ galactic redshift ဆိုတဲ့အတိပ္ပယ်ပါလေဟိုဆက်ကြပါတာအင်းကပေါ့နော် space နဲ့ရှင်ပြီးပြင်ပြရမယ်ဆိုရင်ဒီချေတို့နေတဲ့ကဘာကနေပြီးတော့တခြား galaxy တစ်ခုကချေတို့နေတဲ့ကဘာနေ galaxy တစ်ခုက away ကိုသွားနေ away ကိုသွားရဲဆိုလို့ရှိရင်ချေတို့စီမှာ redshift လာပေါ့နော် redshift ဖြစ်နေရဲဆိုတာပေါ့မဟုတ်ဆိုတော့သူက away ကိုသွားနေတာဟုတ်လို့ wavelength များများသွားတာကြောင့်ဟုတ်လို့ဟုတ်ပြီနော်အဲ့ချေတို့ galaxy မှာပဲရှိဥမာနေလိုဟာမျိုးနဲ့ နေလူဟာမျိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ तू ကခုနကခြေချား galaxy နဲ့ရှင်တာထက်စားရင်တော့ तू ကပို့ပြီးတော့ blue ship ဖြစ်တယ်ဘာလို့လဲဆိုတော့ရှင်တို့နေနီးနေတာနော်ရှင်တို့ကဘာနဲ့နေနေနီးနေဖြစ်တဲ့အတွက်ကြောင့်မလို့ blue ship ဖြစ်တယ် okay ဆိုတော့အာ character worship ကအများသောအဖြစ်ဗမာပြည်မိလိရှိတယ်ဆိုတော့ဖိပန်းတီအိုကြီးဖိပန်းတီအိုကြီးမှာဆိုလို့ရှိရင်အာအနည်းဆုံး like ၆လက်ကန်လို့လင်းမတက်လို့ပါလိရှိရဲ့အဲ့လိုပါလိရှိရင်ရှေ collective worship ဘက်ကနေပြီးအနည်းဆုံး3မှတ်လောက်ကိုပြောပြီးတော့ cosmic microwave background radiation cmb ဘက်ကနေပြီးတော့3မှတ်လောက်ကိုပြောပေါ့နော်အဲ့လိုပြောလို့ရတယ်ပေါ့ဒါဒါက eclectic ratio ကအရင်ပါရဖြူလို့လဲဆိုတော့သူက big bang theory ကိုအာ support လုပ်တယ်ပေါ့နော်သူကြောင့် big bang theory ကမှန်နေရပေါ့ okay support လုပ်တဲ့ theory ဖြစ်တာကြောင့်မလို့အရင်ပါရင်နောက်အရေးကြီးရဲ့အစားဒီအားလေးကိုတစ်ချက်ဖြည့်ပြမယ် spectrum ကြည့်ရလေးပေါ့နော် spectrum ထိတာအေး okay သူကြည့်ကြည့်ဆိုတော့အာအခုဒီမှာအမေးလိုင်းလေးတွေပေးထားတယ်အမေးလိုင်းလေးတွေကိုကြာတော့ချေ spectral line လို့ခေါ်တယ်ဒီပုံစံကို I think အဲ့ဒီ exam မှာဆိုရင် sample question အဲ့လို sample question နဲ့မှာဒီလိုပုံစံပါလိရှိဒါပေမဲ့ဒီလိုအရာလေးနဲ့ပါတာမဟုတ်သူကဟို black and white ရအောင်ပဲပါဆိုတော့အဲ့ခါကျရင် automatically တည်ရမှာကဖေဘက်ချက်မှာအညီရှိရင်ညာဘက်ချက်မှာအာ blue ရှိရပါတော့။ဒီမှာဆိုရင်လည်း violet တွေပါဆိုတော့ blue ရှိရပေါ့။အဲအဲ့လိုမျိုးတိထား။ Okay. So ဒီ redshift diagram မှာဆိုလို့ရှိရင်အာသူကဘယ်လိုကြည့်လဲဆိုတော့တစ်ခု diagram တစ်ခုကဒီ shadow နဲ့မီးတဲ့အာနေလိုမျိုးဟာစီရလာတယ်။နောက်ထပ် diagram တစ်ခုက shadow နဲ့ဝေးတဲ့အာတခြား galaxy ပေါ့။ဒီမှာ andromeda လို့ဟာမျိုးအဲ့လိုတခြားဝေးတဲ့ galaxy တစ်ခုအနေနဲ့လာရပေါ့။ Okay နော်။ဆိုတော့ကြည့်ရအောင် you d i s, s p e c t r l line 里有留三几呢、啊？留三几？就、so, 说 spectral line 里不太矛种白白白白什么什么慢慢，sorry，在哪里？啊，白白什么什么，白白什么。 spectral line ကိုကြည့်မယ်ဆိုလို့ရှိရင်ဘယ်ကောင်ကအနီဘက်အချမ်းကိုပိုရောက်လဲဟုတ်ကဟာပိုရောက်တယ်ဟုတ်ပြီနော်ဖမောဇုံ spectrum အမဲရောင်လေးအဲ့ line ကအနီဘက်အချမ်းကိုပိုရောက်တယ်ဟုတ်ပြီနော်ဆိုတော့အပေါ်ဟာမှာဆိုလို့ရှိရင်သူ့ရဲ့နောက်ဆုံးအဲ sorry သူ့ရဲ့ဒီဖမောဇုံပေါ့နော်ဖမောဇုံဟာကသူ့ရဲ့နောက်မှာရောင်တွေ့နော်သူကအရှိမရောက်တယ်သူကအနောက်မှာရောက်တယ်โอเคအနောက်ဆုံး spectral line ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း ဒီကောင်ဒီပထမအပေါ်အဟာကဘလူးဘက်ကိုပူရတယ်နော်ဒီဘက်ညာဘက်ချက်ပူရတယ်โอเคဒီဘက်ကနောက်ဆုံးကြောင်းနဲ့ဒီကနောက်ဆုံးကြောင်းကြည့်မယ်ဆိုရင်အပေါ်အဟာကညာဘက်ချက်ပူရတယ်ဆိုတော့ဘလူးဘက်ကိုပူရတယ်လို့ရှင်းလို့တတ်ဖတ်တယ်ဟုတ်ပြီနော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဘယ်ကောင်ကဒီချက်တို့နဲ့နီးတဲ့နေစည်းရလာတာဖြစ်ပြီးတော့ဘယ်ကောင်ကချက်တို့နဲ့ဝေးတဲ့အာ တခြား galaxy ပေါ့နော်ချင်းနဲ့ wave ကိုသွားသွားနေတခြား galaxy ကလာရလေဆိုတော့ခံမှန်းလို့ရတယ်။ I'm sorry ပြောလို့ရတယ်။ခံမှန်းတော့မဟုတ်ပြောလို့ရတယ်။လူမျိုးလေးဆိုတော့ဒီမှာ Kamado spectral line ကအောက်ကဟာမှာကြည့်မယ်စင် Pero Kamado spectral line ကအနီးဘက်ကိုပိုရတယ်။အဲဆိုရင် red shift ပုံပြီးဖြစ်တယ်။ The red shift ပုံပြီးဖြစ်တယ်ဆိုတဲ့ဘောကဒီ shadow စီကနေပြီးတော့ wave ကိုသွားနေတယ်ဆိုတဲ့ဘော။အဲဆိုရင်အောက်က red shift diagram ကဘာကိုပြလဲဆိုတော့ အာဒီ chain နဲ့ဝေးတဲ့တခြား galaxy တစ်ခုက red shift နော်ချစ်တခြား galaxy တစ်ခုက diagram ဖြစ်တယ်ပြောလဲဆိုဒီ chain ကိုကဘာနေပြီးတော့ obey ကိုသွားနေတယ်နော်ပြီးတော့ဆိုတော့အားသာမလို့ red shift ပုံဖြစ်တယ် okay အပေါ်ကအပေါ်ဟာဆိုရင်တော့အတော့ blue shift ပုံဖြစ်တယ်ပြောလဲဆိုတော့နောက်ဆုံး special line က blue ဘက်ကိုပို့ရအောင်နော်အပြာဘက်ကိုပို့ရအောင်ညာဘက်ချင်းပို့ရအောင်ဆိုတော့ ဒီကောင်အပေါ်ကောင်က blue ship ပုံပြီးဖြစ်တယ်အဲ့တော့အပေါ်က diagram ဒီပေါ် diagram ကဘာကိုပြလဲဒီပေါ် high အောက်ကလည်းဆိုရှုပ်နေ diagram a ကကြတော့ဒီခြေတို့ ਨੇ မီးတဲ့နေလို့အာကျဲမျိုးပေါ့နော်ခြေတို့ galaxy မှာပဲရှိရင်ကျဲမျိုးကျဲတစ်ခုခုကနေလာတာမျိုးဖြစ်နိုင်တယ်ဘာဖြစ်ဘာဖြစ်လို့လဲဆိုတော့မီးနေတာမီးနေတော့ blue ship ပုံပြီးဖြစ်တယ်အောက်က diagram b မှာကြတော့ တခြားဝေးတဲ့ galaxy စီက diagram မျိုးဟုတ်လားမဟုတ်လားပြင်ကြည့်မယ် the light spectrum from a close object such as the sun ဟုတ်ဒီရဲ့ကောင်းစီရလာတယ်ဒီရဲ့နေလို့ဟာမျိုးစီရလာတယ်ဒီမှာဆိုရင်ဝေးတဲ့ဒီ galaxy ရလာတယ်ပေါ့ဆိုတော့ဒီဟာကိုတိတက်သွားပြီဆိုလို့ရှိရင်အာလာလာတော့ရှားပါတယ်အချိန်ဝင်ခါပြောကြည့်လို့ပဲ ချက်အောင်တစ်ခါနှစ်ခါလောက်ပဲတွေ့ပဲလာတာတော့ရှားတယ်ဒါပေမဲ့ချက်သွားရင်တော့တောင်းတာပေါ့နော်လာလာရှားပြီပဲโอเคဒါပေမဲ့ဒီအပေါ်က collective redshift ကကြတော့အာ big bang theory မိတိုင်းမှာပါတယ်ပါလိရှိတယ်ပြီးတော့အပေါ်ကအဲ you know equation equation ရလေခဏခဏအဟုတ်လို့ပြောတော့ရပါတော့တော့ရလိရှိတယ်ဒါပေမဲ့ဒီဒီတစ်ခေါက်တော့ မပြောတော့ဘူးပေါ့နော်ဒီချိန်ဒီဟောက်ပြောမှာက glitter reshift တခုလေးဆိုတော့မပြောတော့ပါဘူး screen share ရေးလိုက်မယ်နော် okay အဲ့တော့အဲဒီဗီဒီယိုလေးကတော့ဒီမှာပဲအဆုံးသတ်ပြရစီနော်ကျောင်းသားတွေလေဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ glitter reshift အကြောင်းကိုပို့ပြီးတော့နားလည်လိုက်မယ်လို့ညွှန်လိုက်ပါတယ်ကိစမြိုက်တမန်ရယ် bye bye